ခုတစ်ဆက်ပေးမယ့်သတင်းကတော့အလွန်ကျွအောင်မဲ့ခင်ခဲ့တာကြောင့်ချယ်ဆီနီပြထုတ်ပြန်ခင်ရတဲ့သတင်းဖြစ်ပါတယ်။ချယ်ဆီနီပြမာရက်ကဟာလီဗာပူးကိုနိုင်ရခဲ့တဲ့ပွဲမှာအလွန်ကျွအောင်ပွဲခံခဲ့တာကြောင့်အနီကန်းနဲ့ထုတ်ပြန်ခံရတယ်လို့သိရပါဗျ။မာရက်ကဟာချယ်ဆီရခဲ့တဲ့အနိုင်ကိုကိုအက်စတာဘောင်းကသွင်ယူပြီးဒေါက်ကန်မော်ဂန်နဲ့အလန်တိုင်းနာမှာအောက်ပွဲခံချိန်မှာရာသမာရီနဲ့တွေ့ပြီးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မာရက်ကဟာချဲစီပြည်သက်တွေကြမှာ လေထဲကိုနသီးနဲ့ထိုးပြီးအလွန်ကျွံ့အောင်ဝဲခံခဲ့တာတွေကြောင့်ကိုယ်နဲ့တိုင်ကနှဝါတနီနဲ့ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်မာရီကာဟာအပြတ်ခံရတဲ့အန်ဒီကက်ဟာချဲဆီအတွက်နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာ၄ချိန်မြောက်အပြတ်ခံရတဲ့အန်ဒီကက်လည်းဖြစ်ခဲ့ပါဗျာ။ မာရကာရဲ့အလွန်ကျွမ်းအောင်ပွဲခံပုံဟာချဲစီလေးပြဟာမော်ရီဟွန်ကမဲယူကိုပေါ်တိုနဲ့ချန်ပီယံလိပြိုင်ပွဲမှာအနိုင်ရခဲ့တော့ကအိုးထက်ဖို့ကွေးမှာအောင်ပွဲခံခဲ့တဲ့ပုံစံနဲ့တူခဲ့တယ်လို့လည်းသိရပါပါတယ်ရှင်ဒီတင်းကိုတော့ညီချက်အောင်ကပြပို့လာတာပါ